မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပြွင့်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီစဉ်ရတနာများ ူဝါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာညမမပြီပါချွေးညမမိသားစုမှကျူစုပါတယ်ဗျာ9ရက်ဆေလ2025တနင်္ဂနွေနေ့ဖြစ်ပါတယ်9ရက်ဆေလ2025တနင်္ဂနွေနေ့ရဲ့တနေ့တာကညီမများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီတနင်္ဂနွေနေ့ မှာတင်ပြပေးတဲ့ကိစ္စတွေမတင်ပြခင်မှာတင်းနှဝင်ကြီးကန်ကောင်းတဲ့ကိစ္စတော့မြေဝင်တတ်တယ်ဆံမွေးအောင်တတ်တယ်နိုင်ငံခြားတွေသွားမယ်ဆိုရင်အဆင်ပြေတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်တင်းနှဝင်ကြီးမှာဖြစ်တခုခုလိုရရင်အင်္ကာတော့အရှိတောင်တော့လှည့်ပြီးလက်ထက်မှာဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင်တင်းတို့ရဲ့အလူဆန္ဒများအမြန်ပြေဝသွားမှာဖြစ်ပါကြောင်းလေးလေးစားစားပဏမတင်ပြပေးလိုက်ပါတယ်ဗျာခမရတင်းနှဝင်ကြီးမှာဖြစ်အိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ကိစ္စမှာအိုးရင်အလောက်ကန်အဟောင်းများပြန်လေးဆုံးတက်တဲ့လူပေါင်း လူအောင်အလုံးဟောင်းတွေပြန်အိမ်ဟောင်းပြန်လဲပြုတ်ပြအိမ်ဟောင်းတွေပြန်လဲပြုတ်ရတဲ့လူအောင်အလုံးဟောင်းတွေနဲ့ပြန်လဲဆုံတွေ့ရတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်အိုးရင်လောက်ကနေပတ်သက်တဲ့အစီအမပြကြတဲ့ခွန်ရဲသားသမီးအားလုံးတို့ဒီဘောပင်လေးကိုရောက်တော့နောက်ပြောင်းတော့လက်ကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မပိတ်ဆို့နေတဲ့အိုးရင်လောက်ကနေပတ်သက်တဲ့ကိစ္စများအမြန်ပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်းဘောပင်လေးကျွန်တော်လောက်ကမကောင်းဘူးလောက်ကကောင်းနေတယ် အာကျွန်တော်အိမ်လေးလေးစောက်ခြင်းနဲ့အလူလေးလေးလှုပ်ခြင်းနဲ့မွေးနေ့လေးလေးလှုပ်ခြင်းနဲ့နိုင်ငံခြားဟိုကလေးတွေအဆက်အသွယ်နဲ့အလုပ်သွားလုပ်တော့မှအဲကျွန်တော်ပြည်တွင်းမှာအလုပ်ခေါ်တာလေးလည်းမရဘူးဗျာအိမ်မှာလည်းအလုပ်ကံနဲ့ပတ်သက်ပြီးပူညာပူညာဖြစ်နေတယ်အဲ့ဒီကိစ္စလေးငြင်းညံ့နေတယ်ငြင်းညံ့နေတဲ့အခွန်လန်းနေပေါ်အောင်ကူညီပါဆိုတဲ့အကြောင်းပေါ်ပလီကိုင်းရောင်းတော့နောက်မြောက်တော့လှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့အိုးဝင်လောက်ကိုင်းများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနောက်အဲ့ဒါကြောင့် တင်းနေဝင်နေသားသမီးကတော့ဒီချိန်မှာလူအောင် လုံငန်းအောင်စနေအောင်နေ့နေ့ပြန်လဲဆုံတွေ့ပြီးတော့အစ်စ်မုတ်သောကိစ္စရာထူးတို့မဲ့ဆိုရင်မိမိရာထူးတို့ခဲ့ဘူးတဲ့နေရာများမိမိတွေ့ခဲ့ဘူးတဲ့လူများနဲ့ပြန်လဲဆုံတွေ့သလိုအိမ်နေပြင်မဲ့ဆိုရင်လည်းမိမိနေထိုင်ခဲ့ဘူးတော့အိမ်မိမိတွေ့ခဲ့ဘူးတော့လူနဲ့ပြန်လဲဆုံတွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်တနင်္ဂနွေသားသမီးအားလုံးတို့ဒီတခုခုနဲ့ပတ်သက်လို့အစီအမင်းတော့အင်္ဂါတော့ရှေ့တောင်တောင်လှည့်ပြီးဆူတောင်းမယ်ဆိုရင်တော့ င်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာမန္ဒီဒီဂျေမန်ကိုကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာအလွန်လွန်အောင်မြင်ကြကြတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အလူဆန္ဒမပြည့်တဲ့ခုနှစ်အသားသမီးကတော့တနင်္လာအရှိရကူလှဲ့လှည့်ပြီးမှပတ်တံလေးကိုကိုင်းပြီးတော့တုံးကြီးတီတီဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ငွေကြီးများအမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာအဲ့တော့အတင်းပတ်တံလေးရဲ့ အာကျွန်တော်ပတ်သက်နေလူနေလူတွေပတ်သက်ဘယ်လောက်ကျွန်တော်ပြီးစရာလေးရှိတယ်ပြီးစရာဘယ်လောက်ရစရာဘယ်လောက်လူကျင်တာဘယ်လောက်အဲ့ဒီပြီးရန်ရန်စရာလေးလူကျင်တာလေးအစင်မပြေဖြစ်နေတယ်ဗျာအဲ့ဒီစရာလေးတွေအစင်ပြေခြင်းနဲ့အစင်ပြေတဲ့နေနဲ့အခွင့်အလမ်းတွေပေါ်အောင်ကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းကျွန်တော်တို့ကတင်းတင်းလာအရှိရကူလေပတ်သက်လေးကင်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံမြအမြန်ပွင့်လန်းသွားမှာ ဖြစ်ပါလေဗျာတင်းတင်းလာသားသမီးတွေကဒီချိန်မှာကံကောင်းခြင်းအထွတ်ထိပ်ဖြစ်ပေါ်နေတတ်တယ် ကိုအရာကြောင့်ကိုရင်ကိုရာကိုမိသားစုကိုလုံးမှနေပြီးတော့ကိုလုံးကနေလုံးမဲ့ဆိုရင်တော့ထီပေါက်တတ်တယ်လို့ပတ်သက်နေဝင်ရောက်တတ်ပြီးတော့အဲ့ဒီလိုမှမဟုတ်ရင်တော့ပြဿနာတက်လို့ငွေကြီးလက်ထက်မှာရှိတဲ့ပတ်သက်တပြားမှမရှိအောင်ကုန်တတ်ပါတယ်ဗျာဒါကြောင့်တနေ့လာအာသာသမီအားလုံးတို့ဒီအလိုဆန္ဒတခုခုရှိတယ်ဆိုရင်တော့အင်္ဂါတောင်ရှေးတောင်တောင်ကိုလှည့်လှည့်ပြီးခေါင်းလေးဖိပြီးတော့ဆူတောင်းမယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေငွေကြီးနဲ့ပတ်သက်တဲ့ကံများပိတ်ဆိုနေတဲ့ကုသကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်း လီလီစားစားတင်ပြပေးလိုက်ပါတယ်ဗျာစိတ်ဒီပျော်လားဆိုပျော်ပါတယ်အဲစိတ်ဒီရလူဒီရဖြစ်တတ်တယ်ပြို့ကိုရတေတာမဟုတ်တဲ့တခြားရတေတာမှာအလုတ်ကိုင်းနေကောင်းလို့သွားခြင်းနဲ့လူကသွားလို့မရဘူးစိတ်အလုတ်လုံနေတဲ့နေရာတနေရာစိတ်ကတနေရာအဲ့ဒါမျိုးဖြစ်တဲ့စိတ်နဲ့လူနဲ့မကတ်တာဖြစ်တယ်ပြောသမျှဆိုသမျှလုံးသမျှဂိုင်းသမျှခင်ဗျာစိတ်မကတော့ဒေါသတန်နဲ့ပြောတဲ့တွေပြဿနာတက်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့် စိတ်ညစ်တဲ့ပုံကများတော့တနင်္ဂနွေနေ့တောင်အရှိမြောက်တောင်ကိုလက်ဓာလေးကိုင်းပြီးတော့ဆူတောင်အသင်ဓာလေးရဲ့ကျွန်တော်စိတ်ညစ်နေတယ်ကျွန်တော်ညစ်နေတဲ့စိတ်ကြရတာဘေကိတာဘေကိကြကြောင့်စိတ်ညစ်နေရတယ်ဗျာအိုက်ကိတာလေးတွေအဆင်ပြေခြင်းနဲ့အဆင်ပြေတဲ့အခွင့်အလမ်းတွေကတော့ကျွန်တော်မြေလေးရောင်းနေတာဝိုင်းလေးပေါင်နေတာပတ်တန်လေးလိုနေတာအလုတ်ကိုင်းလည်းမကောင်းဘူးဗျာအကျူးလေးကလည်းစအောင်ပါအကိစားတွေကြောင့်စိတ်တည်ညင်းနေတယ်ကျွန်တော်စိတ်ချမ်းသာပျော်ရွှင်မွားရအောင်အတင်သားလေးကကုညီစောင့်ရောက်ပါဆိုတဲ့အကြောင်း တင်းနှင်းငွေတောင်းအရှိမောက်တောင်းလဲပြီးဓာလီကင်ဆူတောင်းမဲ့ဆိုရင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများအမြန်ရရှိမှာဖြစ်ပါတယ်ဗျာအင်္ဂါလေးတွေကတော့ဒီချိန်မှာကိုယ်ရည်ဒေတာမဟုတ်တဲ့တခြားအရည်ဒေတာကိုသွားရောက်လောက်ကန်ရတတ်တယ်တခုခုပိတ်ဆို့နေတဲ့ထင်တော့ခင်ဗျတင်းနှင်းငွေတောင်းအရှိမောက်တောင်းလဲကောနွားနိုလေးတို့ကကူဖြောဒဇွန်တော့တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်ရဲ့ဆူတောင်းမှုများအမြန်ပြေဝသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်အင်္ဂါတွေတခုခုလိုဆန်းနာမပြေရင်တော့တင်းနှင်းငွေတောင်းအရှိမောက်တောင်းလဲခင်ဗျ နွားနိုလေးတစ်ခွက်ကိုပြောဒဇွန်လောက်တောက်တောက်ပြီးမှဆူတောင်းမဲ့ဆိုရင်တင်းရဲ့စိတ်ချမ်းသာမြင်များအများဆုံးပြည့်စုံသွားမှာဖြစ်ပါလေဗျာကိုနဲ့နီးနေဆက်သက်တဲ့တေလူယောက်ျားလူယောက်ျားတွေရခမအိုးရင်လောက်ကဲနဲ့ပတ်သက်တဲ့ကိစ္စအသိစိမကြမ်းမကြီးမကောင်းဘူးကိုကိုရင်ကိုလုံငန်းနေလို့အောင်မှာမလုပ်ချင်ဘူးအမျိုးတွေနဲ့ပတ်သက်တဲ့ပြဿနာဖြစ်တတ်တယ်အဲ့ဒါမျိုးတွေဖြစ်တတ်ပြီးတော့လူကတခုခုနာကျင်နာကျင်မနာကျင်တော့စိတ်နာကျင်တဲ့ကာလမျိုးတွေကြုံတွေ့ရပါတယ်ဗျာငွေနာမလားစိတ်နာမလားလူနာမလားတခုခုနာနေတတ်ပါတယ် ဗုဒ္ဓသာသမိတွေနဲ့ပတ်သက်တဲ့အကလူများနဲ့ပတ်သက်တဲ့ကံလေးရတော့မကောင်းမှုပြို့ဒါကြောင့်တင်းနှလားအရှိအရာကိုလက်အာလူဆိုလေးကိုဂိုင်းပြီးမှဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှာပိတ်ဆိုနေလူရောကြောင့်နဲ့ပတ်သက်တဲ့ကံများငွေကြီးနဲ့ပတ်သက်တဲ့ကံများရွှေများပေါင်းနှံထားတဲ့ကံများနဲ့ပတ်သက်တဲ့များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဘုရားသာသမီးတွေလည်းဒီချိန်မှာကာမကောင်းသူလို့ခံစားရတာဖြစ်တဲ့အတွက် ကံနေကောင်းရင်တော့ကျွန်တော်တို့ရပြန်တော့တနင်္ဂနွေတောင်အရှိမောက်တောင်လှည့်ပြီးတော့ဖျောင်းနေမီလေးကိုထွန်းဆူတောင်းမယ်ဆိုရင်တော့ညမောင်မောင်မှာဖျောင်းနေမီလေးထွန်းဆူတောင်းရင်တင့်ရဲ့အလူဆန္ဒများအမြန်ပြေးသွားသွားမှာဖြစ်ပါတယ်ဗျာကိုနေနီးနေဇက်တဲ့မင်းအုတ်ချုပ်တဲ့မင်းအုတ်ချုပ်တဲ့မင်းနေရတော့ဒီချိန်မှာ ဝါဒဝါဒပဲပြောငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှုအိုးရင်းလောကနဲ့အစီအမပြေမှုတွေကြုံတတ်တယ်။ဒါကြောင့်မင်းနေနဲ့ပတ်သက်လို့အစီအမတော့ကြာတာပြီနောက်ရက်ကိုလှည့်အာလူတွေတစ်လုံးကိုကင်ပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းတော့မှပိတ်ဆို့နေတဲ့ကံများ အမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကြာသပီးသားသမီးတဲ့ဒီချိန်မှာဝါဒဝါဒနဲ့အောင်မြင်ကြကြတတ်တဲ့အစဉ်ပြေလားဆိုပြီးတယ်တကယ်ပြေကြလားဆိုတော့မပြေဘူးဟန်ဆောင်နေရတဲ့ကာလမျိုးငွေကြီးနဲ့ပတ်သက်တဲ့ကြက်တဲမှုဥယျာဉ်လောကနဲ့ပတ်သက်တဲ့ကိုရဒေတာမှုရဒေတာကိုပြောင်းကျွေးလောက်ကန်လိုမှုတွေပေါ်ပေါက်နေတာဖြစ်ပါတယ်ကြာသာသပီးသားသမီးများတခုခုအစဉ်မပြေရင်တော့ကျွန်တော်တို့ရပြောလို့ရှိရင်တော့တင်းနေလားအဲတင်းနေလားအရှိအယကိုလှည့်လှည့်ပြီးမှတခုခုကိုဆူတောင်းမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများ အမြန်ပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းနဲ့ခီးတခုကိုပြောခြင်းနဲ့တကားတခုသွားခြင်းလို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရတဲ့ခွန်ရသားမကြီးအားလုံးတို့ဒီတနေ့လာအရှိရာကိုလည်းအားလုံးလေးကိုဂိုင်းပြီးဆူတောင်းမယ်ဆိုရင်တော့သွားတော်ခီးများအနေကင်းပြီးပြောတော်တကားများအောင်မြင်ကြကြသွားမှာဖြစ်ပါတယ်ဗျာတောက်ကြသားသမီးတွေလည်းဒီချိန်မှာအောင်မြင်ကြကြနေတယ်ဗျို့လှုပ်သူများဂိုင်းသမီးများအဆင်ပြေတယ် အိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးလုပ်မယ်ဆိုရင်အဆင်ပြေတယ်အလုပ်ဒီနဲ့ပတ်သက်လို့ရှောက်မယ်ဆိုရင်အလုပ်ခေါ်စာတွေရမယ်ခီးတွေသွားမယ်ဆိုရင်တော့အောင်မြင်ကျော်ကြတော့မှာဖြစ်ပါတယ်ဒါကြောင့်တောက်ကြသားသမီးများတခုခုလိုအောင်တော့တနေ့လာအရှိရကိုလှည့်လက်ထဲမှာဘာမှမကင်မင်းနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဆူတောင်းမှုများအမြန်ပြေဝသွားမှာဖြစ်ပါတယ်ဗျာကိုနဲ့နီးနေဇက်တဲ့အစုအဖွဲ့အုပ်စုပြင်းရည်အားကောင်းမိတိုင်းနေအာမကောင်းမှုပြော ကိုယ်နိုင်ငံအာမကောင်မနဲ့သူများနိုင်ငံအကောင်းနေတဲ့ကာလမျိုးတွေဖြစ်တဲ့အတွက်မြင်ရမမြင်ရတဲ့ရေကြီးတဲ့မိုးရွာတဲ့ငလင်းလှုပ်တဲ့ဆိုတဲ့သဘာဝပြဿနာများတောက်ကြပေါ်ပေါက်နေတာဖြစ်ပါတယ်ဒါကြောင့်အဲ့ပြဿနာတွေညှိညာရင်တော့ကျွန်တော်တို့ရပြောရင်လည်းအင်္ဂါတော့အရှိတောင်တောင်ကိုလက်လက်လက်ပြီးလို့ရှိရင်တော့ကော်ဖီလေးတစ်လက်ပိတ်လေးတစ်ခွက်ကိုပြောတစ်စုံလောက်တောက်တောက်ပြီးပါဆူတောင်းမယ်ဆိုရင်တော့သင်ရဲ့ဆူတောင်းမှုများအမြန်ဆုံးပြေဝသွားမှာ ဖြစ်ပါတယ်ဗျာ ချစ်မှုရေးရည်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေဆင်ပြေရင်တော့ခင်ဗျာတင်းနေငွေနေတောင်အရှိမောက်တောင်လက်လှည့်ပြီးမှကျွန်တော်တို့လက်ထက်မှာဘာမှမကြိုက်မင်းနဲ့ဆူတောင်းမယ်ဆိုရင်တော့တင်းတို့ရဲ့ဆူတောင်းမှုများအများဆုံးပြေဝသွားမှာဖြစ်ပါတယ်ဗျာ။နောက်အရာလေးတစ်ချက်ရှိတယ်။မနေ့ကကောမဒီမှာရေးရာဦးသားသမီးလေးအဲ35နှစ်ရှိတဲ့ သမီးလေးထိုင်မှာ လုပ်ငန်းနေနားနေရတယ်တဲ့အကမဲ့ရာဥသားသမီးလေးအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းတော့မိမိရဲ့အင်ကြီးလေးကိုချိတ်ချိတ်ပြီးမှလွှဲလွှဲပြီးဆူတောင်းလိုက်သမှာဗျာဆူတောင်းပြီးတဲ့အချိန်က၃နာရီရအောင်ပြောရင်နဲလောက်အတွင်းအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအဆင်ပြေပါတယ်အဲဒါကြောင့်ရာဥသားသမီးလေးကမိမိအင်ကြီးလေးကို ခမရဂျိတ်တခုမှချိတ်ချိတ်ပြီးတော့လွှဲပြီးတော့လာဆူတောင်းလိုက်ကြမှာအလောက်ကများအများဆုံးအစဉ်ပြေပြီးဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာအင်္ဂါလေးရတော့ငွေဝေချင်းတွေငွေချင်းတော့ဗုဒ္ဓတောင်ရကိုလည်းရေးလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့ဝင်ငွေများဆူတောင်းပြီးတဲ့အချိန်ရဲ့၄နာရီရရဖြစ်ပြောရင်၃ရက်တွင်ဝင်ရောက်လာမည်ဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရယ်ဗျာစနေသားသမီးရဲ့လွှဲကြည့်ခြင်းနဲ့ကြွေးကြည့်ရင်တော့စနေတော့အနောက်တောင်တောင်ကိုလက်လက်ထက်မှာတော့ တော့ခတ်တဲ့အတန်လေးကိုဂိုင်းပြီးတော့ဆူတောင်းမယ်ဆိုရင်တော့တင်းရဲ့အကျွေးများအမြန်ဆုံးကြီးမှဖြစ်ပါတယ်ဗျာတင်းတော်လေးရဲ့ညီမကျွေးလေးတွေရှိတယ်ပေးရမယ်ကျွေးရဘလောက်ဘယ်လိုဘယ်လိုပေးရမှာဘလောက်အဲ့ဒီကျွေးလေးတွေအမြန်ဆုံးကြီးကြီးနဲ့ကြီးသေးနိုင်တဲ့ခွန်းလန်းတွေပေါ်အောင်ကူညီပါဆိုတဲ့အကြောင်းတော်လေးဂိုင်းဆူတောင်းမယ်ဆိုရင်တော့အကျွေးများစနေသားသမီးအမြန်ဆုံးကြီးအောင်မှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးလေးအသက်50နှစ်ကတော့ကြွေးကြည့်ခြင်းတဲ့ကြွေးကြည့်ရင်တော့တနင်္လာအရှိရကိုလှဲ့ ကော်ဖီလေးတစ်ခွက်ကိုဖြောတစ်စွန်းလောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့တင့်ရဲ့အကျွေးများဆူတောင်းပြီးတဲ့အချိန်ကနိုင်စု9နာရီရအပြင်ပြောရင်9ရက်လောက်တွင် အကျွေးများအများဆုံးကြီးမီဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါရစ်ဗျာတင်းနေလာသားသမီး52က55နှစ်ကတော့အကျွေးကြီးကြီးနဲ့တဲ့အကျွေးကြီးကြီးနဲ့အင်္ဂါတင်းနေလာသားသမီးလေးအင်္ဂါတော့အရှိတောင်တောင်းကိုလှည့်ထမင်းကျက်တဲ့ဆန်လေး အခက်များအေးဟွာပေါ့သုံးဒီလောက်ကိုယူယူပြီးမှကိုင်းပြီးမှစူတောင်းအတင်းဆန်လေးရေကျွန်တော်မှအကျွေးတွေကျမမှပေးစရာရှိတယ်အကျွေးကဘလောက်ဘ누구ပေးရမှာဘလောက်အဲ့ဒီကျွေးအကျွေးကိုကျွေးတဲ့နဲ့အခွင့်အလမ်းနေပေါ့အတင်းဆန်လေးရကူညီစောင့်ကြောက်ပါဆိုတဲ့အကြောင်းစံသီလေးသုံးဒီကိုကိုင်းပြီးမကြာခဏစူတောင်းတနေရာမှာထားထားပြီးအရာကိုင်းကိုင်းပြီးမှစူတောင်းမယ်ဆိုရင်တော့စူတောင်းပြီးတဲ့အချိန်ရင်အမြန်ရင်တရက်နောက်ကြရင်နှစ်ရက်တိတယ်နောက်ကြရင်တော့ဆယ်လေးရက်အတွင်းအမြန်ဆုံးကျွေးများကြည့်ရောက်မှဖြစ်ပါကြောင်းလေးလေးစားစားပြန်ကြပေးလိုက်ပါတယ်ဗျာ ဂျာတာပရိသသမီးလေး55နှစ်ကတော့ကြွေးကြည့်ခြင်းနဲ့တဲ့ကြွေးကြည့်ခြင်းနဲ့ဂျာတာပရိသသမီးများကျွန်တော်တို့ရပြောရင်တော့ခမရအိုက်မှာလက်ဖက်ဤတခက်ကိုဖျောဗုဒ္ဓရာဟုတောင်းအနောက်မြောက်တောင်းလက်လက်ဖက်လေးတခက်ကိုဖျောပြီးမှတစုံလောက်တောက်တောက်ပြီးဆူတောင်းမယ်ဆိုရင်တော့အလောက်ကင်နေကောင်းပြီးပသက်နေဝင်လာပြီးကြွေးများဆူတောင်းပြီးတဲ့အချိန်ရဲ့ဆက်နေရောက်တွင်အကြွေးများအမြန်ဆက်နေမှာဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးတယ်ပါလေဗျာတင်းနေလာသားသမီးများလည်းဒီပေါက်ချင်းနဲ့ဒီပေါက်ချင်းနဲ့ဆိုလို့တင်းနေလာသားသမီးများ ကြာသာပတိအနောက်ရက်ကိုလက်တပိတ်လေးတစ်ခွက်ကိုဖြောဒုစွန်လောက်တောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့သင်ရဲ့ပိတ်ဆိုးနေတဲ့ဒီကံများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရယ်ဗျာနော်အိမ်မှာတောက်ကြတာသမီးကတော့ကားလေးတွေဝင်နေတယ်ကားလူချင်းနေပေါ့ဗျာ ကားလေးတွေလိုချင်တယ်ဆိုရင်တော့တနေ့လာအရှိအရာကိုလက်ရေခွက်ကလေးကိုကိုင်းရေခွက်ထဲမှာရေမပါဘူးပြအခွက်ကလေးကိုင်းပြီးတော့6ချိန်တည်တည်စူတောင်းတော့မှအတင်းရေခွက်ကလေးရဲ့ကျမကားလေးဝင်ချင်တယ်ကားလေးဝယ်တဲ့အခါမှာဘလောက်တန်ကားလေးဝင်ချင်တာအဲဝင်စီနိုင်တဲ့ကားလေးလေးဝင်ချင်တယ်ပတ်သက်နေလေးဝင်ချင်တယ်အဲ့ဒီခွက်လန်းနေပေါ်အောင်ကူညီပါဆိုတဲ့အကြောင်းတနေ့လာအရှိအရာကိုလက်ရေခွက်ကလေးကိုလက်ထဲမှာဘာမှမကင်မင်းနဲ့ရေမပါဘဲနဲ့ခွက်ကလေးကြီးပဲကင်ပြီးတော့6ချိန်တည်တည်စူတောင်းမယ်ဆိုရင်တော့ တင်လူချင်းတဲ့ကားများအများဆုံးဝင်ရောက်လာမှာဖြစ်ပါတယ်ဗျာနော်အသက်၄၀နှစ်နည်းရှိတဲ့ကလေးရတော့အလုတ်ကန်နေနဲ့ပတ်သက်တဲ့ကိစ္စလေးဆင်မပြေဘူးတဲ့အလုတ်ကန်ဆင်မပြေတဲ့ပုံကုန်များတော့တပြေစုစက်တညော့ဖေးရမှာလှူထားလိုက်စမ်းပါဗျာတင်းမှာပိတ်ဆို့နေတဲ့အလုတ်ကန်များအများဆုံးကောင်းသွားမှာဖြစ်ပါတယ်စနေသားသမီးတွေလည်းထိပေါက်ခြင်းနေတဲ့စနေလေးရထိပေါက်ခြင်းတော့အင်္ဂါတော့ရှိတော့တော့လပိတ်တော့ကကိုပြောတစုံလုံးတောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်တော့ ထီမြအမြန်တော့ကန်ကောင်းသွားမှာဖြစ်ပါကြောင်းလေးလေးစားစားတင်ပြလိုက်ပါရယ်ဗျာကျွန်တော်တို့ရှင်ညာမင်းသားစုအနေပတ်တဲ့ကိစ္စတော့ကျွန်တော်တို့အလူရေးသက်လက်နဲ့မကွာတော့အလူတမ်းများစက်တိုက်ပြုလုပ်ပြီးတာဖြစ်ပါတယ်နော်အဲ့ဒီမကွေးရလဲမနေ့ကမကွေးသူမမလည်းဒီမှာငွေကြေးများလာရောက်ပြီးတော့လူတန်းသွားတာဖြစ်ပါတယ်အဲအကြောင်းရန်ကုန်မှာရှိတဲ့တောင်းကလာပါဆရာကြီးကလည်းရန်ကုန်သူကိုကိုကလည်း နော်ရန်ကုန်ကကိုကလည်းကျွန်တော်တို့တသောင်းလူထမ်းသွားတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့လူရည်သက်ကတော့ကျွန်တော်တို့ပထမ်းအဖွဲ့ဦးတော့စွန့်ကပ်ပြီးဖြစ်ပါတယ်နော်ဒါကြောင့်ကျွန်တော်တို့ရှင်ညာမီမိသားစုနဲ့ပတ်သက်တို့မိမြညင်နဲ့စုံညာညင်နဲ့ဆက်သွယ်ခြင်းနဲ့အနော်အလားလူထမ်းညင်နဲ့ဆိုရင်တော့39 6ခုနဲ့300ခု900ခုဆက်သွယ်မယ်ဆိုရင်တော့ရုံးဖွဲ့ကစနစ်ကြီးကလိုအပ်တဲ့ကိစ္စကိုကိုကြီးဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ဒီနေ့တင်းနှင်းကွနေနေ့ရတော့ ကုလောလောတင်းနေငွေနေနေထီရတယ်လောလောလောဘာမှကုသူမလုံနိုင်သေးပါဘူးကျွန်တော်တို့မနေ့ကပင်စင်လေးတွေသွားထုတ်တယ်အာကျွန်တော်တို့ပေးရမယ်ရေဘိုးလေးတွေပေးရတယ်ရေဘိုးလေးရတထောင်ခွဲပေးလိုက်ရတယ်ပြူမီဘိုးလေးရနှစ်ထောင်ပေးရတယ်အနောက်ကရက်ွက်ကစစ်မှုထမ်းကြီးရတထောင်ခွဲပေးလိုက်ရတယ်နော်အဲ့ဒါလေးပေးရတယ်ဖုံးပေးရနှစ်ထောင်ကြရတယ်ဖုံးဖုံးပေးရတထောင်ခွဲဟိုကဘာအင်တာနက်က2000စုစုပေါင်း6000ခွဲလောက်ကြတော့ကျွန်တော်တို့ပင်စင်လေးက တသိန်းနဲ့9000လောက်ရတယ်ဖြစ်တဲ့အတွက်လက်ထက်မှာငွေ2000လောက်ပဲကျန်မှာတော့တွေဗျာအဲ့ဒါလေးနဲ့ကျွန်တော်တို့လှူရှားနေတာဖြစ်ပါတယ်ကျွန်တော်တို့အဓိကတော့ကျွန်တော် channel လေးဒီမှာအင်တာနက်မပြတ်ဖိနေဖုန်းမပြတ်ဖိနေဇက်တိုက်လှူရှားနေအောင်ကျွန်တော်တို့ဖုန်းပြီးများအင်တာနက်များကိုအဓိကထားပြီးမှလုပ်ကင်နေတာဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့နဲ့ပတ်သက်တဲ့ရွှေညာမီမီသားသူယူကြည့်ရှိရတဲ့ပြည်သားလူရန်းရတဲ့ပုဂ္ဂိုလ် ကောမရေးတဲ့ပုံကအားလုံးတော့ကျွန်တော်တို့တခုရေးမယ်ဆိုရင်တော့ကောမကလေးတွေဒဲရင်ဒဲပြန်ကြပြီးသွားမှာ ဖြစ်ပါတယ်ဗျာဒါကြောင့်ကျွန်တော်တို့ရှင်ညာမီမိသားစုကပြုလုပ်တဲ့ကုသိုလ်ကောင်းမှုအစုစုအားလုံးကိုအဲရှင်ညာမီမိသားစုကိုကြည့်ရှုရတဲ့ပိဋကအပေါင်းကိုယူစုပြီးတော့အမြတ်များပေးပါတယ်ရောက်တဲ့ပုံဌာနတာရုခေါ်ကြပါတာရုခေါ်ပြီးလက်ကြည့်နေကြတဲ့မြင်သောမြတ်သောဘဝကိုရောက်ပြီးတော့ နော်အဲ့ဒါစိတ်ချမ်းသာကိုချမ်းသာငွေကြီးများအလုံးလိုက်ခဲလိုက်စုလိုက်ပြုံးလိုက်လှူဒန်းပြီးတော့စိတ်ချမ်းသာကိုချမ်းသာရှူတဲလဲငွေတဲလဲနဲ့စရတဲ့ဘိုးလှူဒန်းနိုင်တဲ့သူတို့စင်သူတို့များများဖြစ်ပါသေးကြောင်းချင်းချင်းမိမိသားစုကိုစားဆရာကြီးမြန်မာပြည်မှာလေးလေးဆဆဆူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ